အာဇာဝါနာရှင်ညီကောင်မများလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာမတ်လ24ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်နေ့လည်ခင်တဲ့တင်လေးပုတ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ထမဆုံးသတင်းပုတ်ကတော့ TikTok ကဖော်ပြထားတဲ့ Bitter Cookie ရဲ့သတင်းနဲ့ကျွန်တော်စဖွင့်လိုက်အောင်အစင်လမပြက်မင်္ဂလာနေ့ရက်မှာတိုက်စစ်မှုသတင်းတစ်ပုတ်ကတော့အများနဲ့ပါလိရှိပါတယ် Bitter Cookie နဲ့ Arsenal နဲ့ဂျာတဲ့မှာကသတင်းတွေမထွက်တာတော်တော်ကြာပြီကျွန်တော်ဆိုလုံးဝ Cookie ရဲ့ကို Arsenal ကိုစိတ်ဝင်စားတော့လို့ထင်တာဒါပေမဲ့အခု TikTok ရဲ့ပြန်လည်တည်ဆောက်လာမှုရဆိုရင်တော့ Arsenal တင်းတာဝန်ရှိသူတွေက Bitter Cookie ရဲ့ Agent Hassan Settinggra နဲ့တွေ့ဆုံမှုအတွက်ချိတ်ဆက်မှုတချို့လုပ်နေတယ် မြန်မာမှုပြောရမယ်ဆိုရင်တော့မင်းရဲ့ကစားသမားကိုငါတို့ကြိုက်တယ်မင်းနဲ့စကားပြောကျင်တယ်ငါတို့ appointment တရက်လောက်တော့ပေးဆိုတဲ့ပုံစံမျိုးနဲ့ချိုးတင်ချိဆက်တဲ့သဘောမျိုးအဲ့တော့ဒီအနေထားမှာအာဆင်နယ်နေနဲ့ဘစ်တာကူကီကိုဘာကြောင့်ပြင်ပြီးစိတ်ဝင်စားလာလဲဆိုတော့သူတို့ရဲ့သတင်းအသွားအလာကိုကြည့်တဲ့အခါမှာဘစ်တာကူကီရဲ့အေဂျင့်ဟာဆန်ဆက်တင်ဂရာနဲ့အာတီတာရဲ့ဂျားထဲမှာတငယ်ချင်းဆက်ဆံရေးဆိုတဲ့ပုံစံမျိုးနွေးထွေးတဲ့ဆက်ဆံရေးရှိတယ်။ဒါပေမဲ့အပြောင်းရွှေ့ကိစ္စကြီးလုပ်တဲ့အခါမှာတစ်ခွက်ကလည်းအေဂျင့်တစ်ဖက်ကလည်းအသင်းတာဝန်ရှိသူတွေအန်ထရီဘာတာလို့ဒီအာဇာထရိုက်တာတွေကိုဆေလွတ်မှာ ဒါပေမဲ့နောက်ကဖုန်းဆက်သွယ်ပြောဆိုမှုဘာညာတော့အိုက်တာနဲ့ဒီ Hassan setting ကကြာမှာတော့အနည်းပါတော့ရှိမှာပေါ့လေအဲ့ဆို Bitter Cookie ရဲ့အပိုင်းကိုကြည့်မယ်ဆိုရင် Bitter Cookie ကလာမဲ့နွေရာသီမှာ Champion League ဝင်ရတဲ့အသင်းတစ်သင်းကိုပဲလစ်ချင်တယ်ဆိုပြီးတော့တရားဝင်ပြောထားတယ်ကျင်းတဲ့စပိုနီကထွက်မယ်ဆိုတော့ရူမာတချို့ထွက်တယ်ထွက်ဖြစ်မယ်ဆိုရင်ချန်ပီယံလိဝင်ဝင်ရအတင်းတင်းပဲသွားကြည့်နေအဲ့ဆိုပေါင်တန်း80စီ ပြိုင်တူကမ်းလမ်းမဲ့ဆိုရင်တောင်မှချန်ပီယံလိဝင်ရအတင်တဲ့တင်သူနေပြောမဲ့အတင်တဲ့တင်သူနဲ့တရေများစွာထွက်ခဲ့ဘူးပြီးသူ့ကိုတကယ်လူချင်းတဲ့အတင်တဲ့တင်ကိုပဲပြောင်းသွားနိုင်မှုများတယ်ဒီနေ့မှာပီတာကူကီးရဲ့နဲ့ပတ်သက်ပြီး UO အဖြစ်ဆိုရင်85ဒန်းပေါင်အဖြစ်ဆိုရင်63ဒသမ5ဒန်းလောက်တော့အ ਨੇ ဆုံးစပိုတင်တို့ကလူချင်းတယ်ဒီပမာဏအာဆင်နယ်အတွက်ဆိုရင်တော့ပေးနိုင်တဲ့ပမာဏပဲခက်တာကအာဆင်နယ်ကအီဆက်လိုလိုဆက်စကိုလိုလိုအခုပီတာကူကီးရဲ့လူလို့ ဟိုကူအီကတိုက်လို့လို့အဲ့လိုတွေဖြစ်နေတာဒီနေရာမှာတခုလေကျွန်တော်ကဘာကြောင့်ဗီတာကူကီယက်ကိုအခုလိုသတင်းတွေပြန်ထွက်လာတာပျော်လဲဆိုတော့အီဆက်လောက်လဲငွေမသုံးနိုင်ဘူးဆက်စကိုလောက်လဲအသက်ရမ်းမငယ်ခြင်းဘူးဆိုရင်ဂျားထဲမှာအီဆက်နီနီကွာလီတီလည်းရှိမယ်ဆက်စကိုလောက်လဲတိတ်ပြီးတော့အတွေ့အကြုံပိုင်းမှာနည်းနည်းလေးပိုပြီးတာခြင်းနဲ့ဆိုလို့ရှိရင်တော့ဗီတာကူကီယက်ရှိတယ် ကြံခဲ့တဲ့ຫນွေမာတုံးကဒဏ်ရာခွဲစိတ်ထားတာမှန်ပေမဲ့ဒီရာတီပြနေတဲ့ performance ရလီစင်နန်ကွာရဆူနော်မှဗျာပေါ်တူဂီလီမှာလောဆယ်ကျန်းနေတဲ့ကစားမတူအာဆီလစီရောက်လာမယ်ဆိုရင်တော့အဆင်ပြေမယ်ထင်တယ်ပြီးတော့ဒီကစားမအင်္ဂလိပ်ကစားဟနဲ့အဆင်သက်သက်မဟုတ်ဘူးတစ်ချိန်တုန်းကသူက Brighton Swansea Coventry တို့မှာကျင်လေခဲ့ဘူးတဲ့အဲ့ဆိုအင်္ဂလိပ်ကစားဟနဲ့အတိုင်းအတာတစ်ခုတည်း ဒီကစားသမားကနားလေပြီးသားလို့ပြောလို့ရတယ်။တခုရှိတာပေါ့လေ။အာဆင်နယ်နဲ့အီဆက်တို့ဆက်စကိုတို့ပဲဖေဗရိတ်ထားရဆိုတော့ဒီကစားသမားကနောက်ဆုံးမှပဲပြန်လည်ချိတ်ဆက်နိုင်တယ်။အခုတော့အေဂျင့်နဲ့ဆက်သွယ်စကားပြောဆိုဖို့အတွက်တရက်လောက်အချိန်ပေးပါဆိုတဲ့ပုံစံမျိုးကမ်းလှမ်းထားတာပဲရှိသေးတယ်။တရံဝင်ဆွေးနွေးမှုတွေတော့စတင်မလုပ်ရသေးပါဘူး။လောဆယ်ဒီကစားသမားကိုကြိုက်တဲ့တမဆိုတော့ Chelsea, United, Spa နဲ့ Northern Forest လေပါပူးတို့ကရှိရယ်။ Forest ဆိုလို့ပြောအောင်မယ်။ Forest တို့ကဒီရသည်မှာ Champions League ဝင်ရောက်ဖို့အတွက်တော်တော်အခြေအနေကောင်းနေတာဖြစ်တဲ့အတွက် မာတိရဲ့ကိုညာဆိုလည်းသူတို့လိုက်တယ်ဘီတာကူကစ်ဆိုလည်းသူတို့လိုက်တယ်ဖောရက်စ်ကိုကြိုက်တာအဲ့ဒါပဲအဓိကကိုဒီယာဒီမှာရောက်နေတဲ့အစင်နန်းတစ်ခုကနေပြီးအကောင်းပင်ညွတ်မဆိုကစားသမားတွေခေါ်နိုင်မှုအရေးကြီးတယ်ခေါ်နိုင်ပြီဆိုရင်နောက်ရတီမှာဒီ quality မဟုတ်တော့မှအလေလက် quality ကိုသူတို့ထိန်းနိုင်သွားတော့မှာအဲ့ဆိုဖောရက်စ်ကတော့တကယ်ခြေသွက်လက်သက်လုပ်နေပြီအာဆင်နယ်ကတောက်လို့လို့မြောက်လို့လို့လုပ်နေရင်တော့ပြစ်မှတ်ကစားသမားတွေဆုံးရှုံးသွားဖို့ရှိရပေါ့လေ26နှစ်တည်းကိုရောက်နေပြီဖြစ်တဲ့ဆွီဒင်သားကတော့လာမယ့် ဂျွန်လ၄ရက်နေ့ဆိုလို့ရှိရင်တော့အသက်28နှစ်ပြည့်တော်မှာပါ။2028ခုနှစ်ထိဒီကစားမကစာချုပ်သက်တမ်းရှိမဲ့နှွေးမာထွက်ခေါ်ဖို့တော်တော်လေးရာခိုင်နှုန်းများနေပြီးတော့သူ့ကိုလိုချင်တဲ့ပရီးမီးယားလိအသင်းတွေအများကြီးရဲ့မှာအာဆင်နယ်ကအခုတစ်ချိန်ပြန်ပြီးသတင်းထွက်ပေါ်လာတာပါ။ဒီရသည်ပွဲလေးစဉ်မှာဂိုး၄၀သွင်းထားတယ်ခွန်လုံးဖိုင်ထားတယ်အဝါကက်၃ချိန်ထိထားပြီးတော့တကယ့်ကို high performance 200ဒီဇက်ပြနိုင်ခဲ့တဲ့ဒီကစားမကိုအင်္ဂလိပ်ကလပ်တီတွေကဘယ်အသင်းခေါ်သွားနိုင်မလဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါ ဒုတိယမြောက်သတင်းတပုတ်ကတော့နိုင်ငံအသင်းရောက်ပလေယာတွေရဲ့အခြေအနေကိုဖော်ပြပေးတော့မှာပါနိုင်ငံအသင်းရောက်ပလေယာတွေထဲမှာဆိုရင်တော့အခု Nation League CV Final ကိုတက်ရောက်သွားခဲ့တဲ့ပလေယာနှစ်ယောက်အကြောင်းကိုပြောခြင်းတယ်ပထမတစ်ယောက်ကတော့ William Saliba William Saliba ကတော့မနီယာညာကဒါ Upamecano နဲ့တွဲပြီးတော့ဒီ center back ဂျူးထဲမှာ clean sheet ပါရောက်သွားနိုင်ခဲ့တယ်ပထမအကျော့ရှုံးကျူးကိုဆက်နိုင်ခဲ့ပြီးတော့ penalty အထိအသင်းကိုခေါ်ဆောင်သွားပြီးတော့နောက်ဆုံးမှာတော့ဒါသူတို့အသင်းက CV Final ကိုတက်လှမ်းသွားခဲ့တယ်ဒါဒါက ူတို့အနေနဲ့ဂျွန်လ6ရက်နေ့မှကန်ရမှာသူတို့ကတော့ဒီစပိန်နဲ့ပြင်သစ်နဲ့ဆိုတဲ့တွဲဆိုင်မှာသွားကြရဲတစ်ဖက်ကတော့ပေါ်တူဂီဂျာမနီဆိုတဲ့တွဲဆိုင်မှာဗောလေဝီလျံဆာလီဘာတော့မိနစ်120အထိကစားပြီးွားတယ်ပြန်လာတော့ပွဲတော့ပန်းနေတော့မှာရှင်းထုံမှုနှစ်ကြိမ်လုံးနိုင်ခဲ့တယ်အဲ့ဒီပွဲစီမှာ rating 7.2အထိရှိတယ်တိတ်ကဝန်100ရာခိုင်နှုန်းပေးပို့မှု65ရာခိုင်နှုန်း final သက်ပေးပို့မှု15ကြိမ်နဲ့ဘောလုံးပြန်ဆင်မှု၄ကြိမ်အထိလုံထားတယ် တကယ့်ကိုကောင်းမွန်တဲ့ performance ကိုပြသထားနိုင်ခဲ့ပြီးတော့ကျွန်တော်ကြံငယ်ရပိုင်ပြောနိုင်သေးတယ်။ဆာလီဘာနဲ့ဂျူရဲအထိုင်မှာကောင်းမွန်တဲ့ကစားသမားတူရှိဖို့တော့ပြင်သစ်မှာလိုအပ်တယ်။ကျွန်တော်ကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်တို့ကလုံးဝ confident အပြည့်ရှိတယ်။ဒါပေမဲ့သူကကိုနာတီနဲ့လားဥပါမီကောင်နိုးနဲ့လားဘသူနဲ့တွဲရမှမသိဘူး။တခါကျရင်သူနဲ့တွဲဆော့လူက45မိနစ်နဲ့ထွက်သွားတာလည်းရှိတယ်။အဲဆိုတော့လက်ရှိအချိန်မှာတော့ဥပါမီကောင်နိုးရဲ့ကောင်းမွန်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပြီးတော့ Netherlands အသင်းကိုကျော်ဖြတ်ပြီးတော့ semi final တက်ရောက်သွားပါပြီ။ ကဲမောပန်းတို့နဲ့နေနဲ့စာလီပါကိုကျွန်တော်တို့ပြန်လဲကြိုဆိုကြပါဗော။ နောက်တစ်ယောက်ကတော့မီခင်းမိန်တို့သူကတော့84မိနစ်မှာလူစားလဲပြီးတော့ဝင်ရောက်ကစားခဲ့တာပွဲစားတွေကတော့မဆော့ခဲ့ရဘူးလေဒါပေမဲ့အသင်းအတွက်အရှိပါတဲ့အဖွင့်ပနတီကိုဝင်ရောက်ကန်ပေးနိုင်ခဲ့တယ်အဖွင့်ပနတီဆိုတာကတစ်ဖက်ကငါလုံးစီကန်တဲ့ပနတီပေါ့လေအဲ့မှာတော့သူဝင်ရောက်ကန်နိုင်ခဲ့တယ်အဝေးဘောပေးပို့မှုတရားခိုင်နှုန်းတိကျတယ်ဘောလုံးပေးပို့မှုဒီမြေပြင်ဘောအေးဆေးပေးပို့မှုမှာတော့65ရာခိုင်နှုန်းတိကျပြီးတော့ဘောလုံးပြန်စဲမှု3ချိန်လှုပ်ထားတယ်ဖိုင်နယ်သက်ပေးပို့မှု4ချိန်ထိလှုပ်ထားပြီးတော့အသင်းအတွက်လူစားလဲပြီးဝင်လာမြဲတကယ့်ကို high performance ြသနိုင်ခဲ့တယ်။အဲသူနဲ့ဒီနီကိုဝီလန်နဲ့တွဲဆောတဲ့ link ကလေးတွေကိုကျွန်တော်တော်တော်လေးသဘောကျအဲ့ပွဲတော့ကျွန်တော်မကြည့်ဖြစ်ဘူး။ဒါပေမဲ့ highlight ပြကြည့်တဲ့မှာသူတို့နှစ်ယောက်ကြားရကပြောမယ်ဆိုလို့ရှိရင် connection ကတော်တော်လေးမိတယ်။အကယ်၍များနီကိုဝီလန်ရောက်လာလို့ရှိရင်မီခေးမေယိုလက် attacking mafia ညမှာတုံးပြီးတော့ဒီကူဝီလျံကို left winger မှာတုံးဒီကန်ရိုက်ကိုဒီယန်ရိုးပြန်ပို့လိုက်ပြီးတော့မာတင်အိုဒီကိုကို right attacking မှာပြန်မှာထားလိုက်တော့တကယ်ကို balance ဖြစ်တဲ့တိုက်စစ်အစုဖွဲ့ကိုကျွန်တော်ပိုင်ဆိုင်သွားတော့မှာပေါ့လေအဲ့လိုဆိုတော့ အာဆင်နယ်ပလေယာတွေရဲ့မှာ Nation League ကိုစီးရင်ဖိုင်နယ်တက်ရောက်သွားတဲ့ပလေယာနှစ်ယောက်ကတော့ William Saliba နဲ့ Mikel Merino တို့ဖြစ်ပါတယ်တရားမြောက်တဲ့တင်းတပုတ်ကတော့ DOC တင်းထဏာဖော်ပြွားသွားပါလေဒါကတော့ဂျိုချင်ဂျိုကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အေဂျင့်ကလိုက်လံလှုပ်ရှားတာတွေကိုသူတို့ကဖော်ပြပေးထားတာနာမည်နွေရာတီမှာအလွတ်နဲ့ထွက်ခွာတော့မယ့်ဂျိုချင်ဂျိုကလက်ရှိချိန်ထိကလပ်သင်းတွေရွေးချယ်နေလို့မယ်ဒီနေရာမှာ ဖလာမင်ဂိုကတော့ပိုပြီးနီးစက်တယ်ဒီဟုတ်စီသတင်းဌာနရဲ့ပေါ်ပြထားချက်ရဆိုရင်တော့ဂျော်ဂျီညိုရဲ့အေဂျင့်ဂျာအိုဆန်တိုကဖလာမင်ဂိုရဲ့ဒီအလုပ်ပိုင်ခွင့်အရရရှိတဲ့ပြင်ပအေဂျင့်ကိုစလေလို့ပြောလို့ရတဲ့ဒူဒူဘတ်စတာနဲ့တွေ့ဆုံခဲ့တယ်အဲ့ဒီမှာသူ့ရဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့လောက်ခလာစာပြီးတော့ contract နှစ်ရှိကိုထပ်ပေါ်လေအဲ့လိုမျိုးတွေကိုညှိနှိုင်းနေပြီးတော့ဒူတူဘတ်စတာကတော့ဖလာမင်ကိုတင်းတောင်ဝီစီတို့ပြန်လဲတင်ပြမယ်ဆိုပြီးတော့ဒါအကြောင်းပြန်သွားခဲ့တယ်သူတို့နှစ်ဦးနှစ်ဖက်တွေ့ဆုံကတော့တော်အခြေအနေကောင်းလို့ဆိုပြောပါရတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကရီယယ်မက်ဒရစ်နဲ့တွေ့ဆုံတဲ့ပထမအကြော့ပွဲစဉ်ပြီးရင်အာဆင်နယ်တင်းတောင်ဝီစီတို့နဲ့ဂျော်ဂျီညိုအေဂျင့်နဲ့ဆွေးနွေးမယ်ကစားသမားရဲ့ အနာဂတ်တက်ဆိုပြီးတော့ပြောသွားတယ်ဒီနေရာမှာဂျိုဂျင်ညိုကိုနွေရတိမှာအလွတ်နဲ့လက်လွတ်ရမယ်ဆိုတာအားလုံးသိပြီးသားဒါပေမဲ့မြုပ်ကွက်တစ်ခုရှိတာကဂျိုဂျင်ညိုကိုသဘောကျရင်အလိုလျောက်တစ်နှစ်တန်းတိုးခွင့်နှစ်ဦးနှစ်ဖက်ကြည့်ပြီးရယ်ဆိုရင်ပေါ့လေအဲ့တစ်ချက်ရှိတယ်မနေ့ကကျွန်တော်ဂျိုဂျင်ကိုတစ်နှစ်ပလတ် လိုလောက်တက်တဲ့တော့ကတစ်နှစ်ဆိုတဲ့ပုံစံမျိုးနှစ်နှစ်ချုပ်ထားတာအဲ့အတွက်ဂျော်ဂျီညိုကနွေရာသီမှာအလွတ်နဲ့ထွက်ခွာသွားသည်ဖြစ်စေအကိလူချင်းတဲ့ကလပ်တွေမရှိရင်အာဆင်နယ်မှာတစ်နှစ်ဆက်နေရဖြစ်စေဘာမဆိုဖြစ်သွားနိုင်တယ်ဒါပေမဲ့တပတ်ကိုပေါင်တသိန်းတသောင်းပေးထားတဲ့ဈာမောက်အာဆင်နယ်တို့ကရှင်းထုတ်ဖို့တော့များနေတယ်33နှစ်ရဲ့အီတလီသားကတော့အာဆင်နယ်သင်းစီကို2023ဇန်နဝါရီတုန်းကယူရိုဆန်နသန်းနဲ့ရောက်လာခဲ့ရပြောမဲ့တာပြောတာပါဂျော်ဂျီညိုကျွန်တော်လက်ရှိသုံးခဲ့ရတဲ့နှစ်ကာလအပိုင်းခြားနဲ့သူ့ကိုပေးထားတဲ့လာစာနဲ့ဆိုရင်တော့အဲ့ဒီတုန်းကယူရိုဆန်နသန်းကတန်နေဆိုတာထပ်ထောင်ပိုးနေပြီအ ုဆက်ထားမယ်ဆိုရင်တော့လောက်ခလာစာပိုင်းကိုပဲတစ်ချက်ကျွန်တော်တို့တောက်ထောက်ကြည့်ဖို့လိုတော့တယ်အသင်းရဲ့အဓိကကစားမလည်းမဟုတ်တော့တာဆိုပေမဲ့အသင်းရဲ့ဒီ squad မှာဆိုရင်တော့အတွေ့အကြုံရင်ကစားမဖြစ်အသင်းကိုအများကြီးကူညီပေးခဲ့တယ်အဲဒါကြောင့်ဂျော်ဂျင်ယိုကတော့နွေရာသီမှာ flamingo ကိုရောက်ဖို့တော့တော်တော်လေးနှိစက်နေပါပြီအဖြူမဲ့တက်ကွဲဖို့ဆိုရင်တော့ champion league quarter final ပွဲစဉ်တွေပြီးွားရင်တော့ flamingo နဲ့ဂျော်ဂျင်ယိုကိစ္စတော့အဖြူမဲ့တက်ကွဲလောက်ဖြစ်သွားပါပြီ ဒီ season လေးကိုဒီကဝင်ကြီးပေါင်းပြီးတဲ့ show ပေါ်လုံး online အကြီးအုံလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်း6916639 3936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်မှာဖြစ်လို့ငွေပုံငွေချန်ရှိမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ် show ရေးချပြီးကျွန်တော်တို့အားပြုလို့ရပါတယ် iPhone ခွေကို Sport Internet 93လုံးမြစ်တူကိုလည်းကစားလို့ရနေပါပြီနောက်ဆုံးသတင်းတစ်ပုဒ်ကတော့1992ခုနှစ်နောက်ပိုင်း Premier League မှာဂိုးအများဆုံးသွင်းယူထားတဲ့ဂျာမနီသား9ယောက် 1992ခုနှစ်နောက်ပိုင်းဆိုရင်တော့ဒါပရီးမီးယားလိမှာလာရောက်ဆော့တဲ့ဂျာမနီသားတွေအများကြီးပဲအဲ့ထက်တဲ့မှာမှဂိုးအများဆုံးသွင်းထားတဲ့ကစားသမား9ယောက်ပေါ့လေနံပါတ်9နေရာမှာရှိရတော့ကလင်းစမန်သူကတော့တော်တန်ဟော့စပါအသင်းအတွက် 29ကိုသွင်းယူခဲ့တယ်ပရီးမီးယားလိမှာနောက်တစ်ယောက်ကတော့ Pascal Groot သူကတော့ Brighton အသင်းအတွက်ဂိုးပေါင်း30သွင်းယူထားနိုင်ခဲ့တယ်။နံပါတ်3ညမှာကျွန်တော်တို့ Arsenal တင်းရဲ့မှော်ဆရာလေးလို့ပြောလို့ရတဲ့ Miset Oze ကတော့ Arsenal တင်းအတွက်33ကိုသွင်းထားတဲ့ဂျာမနီသားတအူးဖြစ်ပါတယ်။နံပါတ်2ညမှာတော့ Arsenal တင်းရဲ့လက်ရှိဒဏ်ရာထားခဲ့တဲ့ Kai Havertz ကတော့ 52ကိုပရီးမီယာလိမှာသွင်းထားတဲ့ဂျာမနီသားဖြစ်ရှိနေပြီးတော့နံပါတ်1နဲ့မှာဂိုးမဲလုံးသွင်းထားတဲ့ player ကတော့54ကိုနဲ့မန်ချက်စတာစီးတီးတို့ရဲ့ကစားသမားဂွန်ဒိုဂန်ဖြစ်တယ်။အဲလို့ဆိုလက်ရှိအချိန်မှာဂျာမနီသားတွေအများကြီးပရီးမီယာလိမှာတော်တော်များများပေါ့လေအများစုမရှိကြပြီမလဲရှိတဲ့ကစားသမားတွေမှာဂိုးများသုံးသွင်းထားပြီးတကယ် high performance ပြနေတဲ့ကစားသမားကတော့ဒီ9ဥပ္ပစ်စစ်တန်းကြီးကဖော်ပြထားတယ်ဒီတဲ့တွေကိုတော့ကျွန်တော်နောက်အာဆင်နေရပြီးတော့ကူးယူဖော်ပြထားပါတယ်အဲ့တော့ ဒီတတိနဲ့မှာတစ်ချက်ကြည့်မိတာလေအိုဇီးကဒါဂိုးသွင်းယူတဲ့စကိုးထဲမှာပါတယ်ဆိုပေမဲ့အိုဇီးနဲ့ပတ်သက်ရင်ဒီထက်ပိုတဲ့အချက်လက်တွေကျွန်တော်မြင်တွေ့ရဖို့ရှိတယ်။ဘာကြောင့်ဆိုတော့အိုဇီးကစားခဲ့တုန်းကဂိုးနိုင်လောက်တဲ့ chance တွေမှာဖန်တီးဖို့ပိုပြီးအားသာခဲ့လို့ဒီ request မှာသူတို့ပြောမှဆိုဒီစံချိန်မှာဆိုရင်အဆင့်၃မှာပဲရှိတာအကယ်၍များသောအိုဇေးကဂိုးနိုင်လောက်တဲ့ chance တွေကိုသူကိုယ်တိုင်သွင်းခဲ့မှဆိုရင်ဖန်တီးမှုဘက်ကိုပိုပြီးအားမတားခဲ့ဘူးဆိုလို့ရှိရင်တော့ဒီစီးရင်မှာအဆင့်တနေရာတော့ရှိနေနိုင်ပါလေဘာပြောပါအခု တချို့ပိတ်တွေမှာတင်နေတာကျွန်တော်တွေ့ပါတယ်ဒီဘက်ခက်ကစားသမိုင်းနဲ့အိုစီဘလောက်ကောင်းလဲဘာညာအဲ့ဒါတော့ပြီးနှိုင်းရှင်လို့မရဘူးဗျသူခက်သူခါသူ quality သူအစင်တန်းသူ playing style အရာအဲ့ခက်ကလူနဲ့ပဲနှိုင်းရှင်ရပါဒီဘက်ခက်ကကစားသမိုင်းနဲ့ပွဲအတွက်ဘလောက်ဖန်တီးဘလောက်တွင်းကိုဘလောက်ဆိုပြီးနှိုင်းရှင်တာကဒါကတေချာပြောမယ်ဆိုရင်တော့ attention ရှာတာညံမမီတာလို့ပဲသုံးသက်ချင်ပါတယ်အဆုံးလေးကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်